ကဲရွှေကရင်နေတဲ့အောင်ပွဲတွေကဒီရက်မှာဇက်တိုက်ထွက်နေတယ်အခုလဲ ठी ပလက်ရဲ့စခန်းတိမ်ပိုင်ရရှိမှုကို KNU ကထုတ်ပြန်လိုက်ပါပြီ1995နှစ်1996ခုနှစ်နှစ်နှစ်နီးပါးတက်ဆွဲခဲ့တဲ့တက်ဆွဲခဲ့ပြီးတော့ဌာနချုပ်လုပ်ခဲ့တဲ့ ठी ပလက်ရဲ့စခန်းမှာအဲ့တော့ကရင်လက်နက်ကင်အဖွဲ့တွေရဲ့ကရင်လူမျိုးတွေလွတ်မြောက်ဖို့အတွက်လက်နက်ကင်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့အဖိုးအဖွားတွေပေါ့ဟုတ်တယ်မလားအဲ့ဒီ ठी ပလက်ရဲ့စခန်းမှာတက်ဆွဲပြီးတော့ဒီအဒီ ကရင်လူမျိုးတွေလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ကရင်ဘိုးဘွားတွေအခုချိန်နောက်ဆိုရင်တော့ဒါတေဆုံးသွားတဲ့လူတွေများခဲ့ပါပြီသူတို့အတွက်ဒါအခုကျွန်တော်တို့ကအောင်ပွဲကိုပြန်ရလိုက်တာ ਨੇ အတူတူပဲ28နှစ်အကြာမှာထီးပလက်ကစကန်းကို KNU ဥဆောင်တဲ့ဒီ PD ရဲ့လက်နက်ကင်အဖွဲ့တွေအားလုံးတော်လိုင်းအင်အားစုတွေအားလုံးကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်2023ခုနှစ်ကတခါပြန်ပြန်တိုက်သေးတယ်ဒါပေမဲ့တိုက်လို့မရတဲ့မနိုင်ခဲ့တဲ့အတွက်အခုမှအပြည့်တက်သိမ်းပိုက်နိုင်ခဲ့တာ နော်ဒီစခန်းတွေကနေဆက်စခန်းတွေဖြစ်တဲ့အတွက်အင်အားရှိတယ်ပြီးလို့ရှိရင်လက်နက်ကောင်းတယ်အခုအဲနောက်ထပ်စခန်း၃ခုပဲရှိတော့တယ်အဲ့တော့စခန်း၃ခုလည်းရှိရင်ဩကိစ္စဆိုရင်ကျွန်တော်တို့ဩကိစ္စတိုက်ပွဲတွေအားလုံးတည့်တဲ့အချိန်ဟိုရဲ့ဟိုတစ်ခါလုံးကလည်းပြင်းခဲ့တယ်ဒါပေမဲ့အခုကျတော့ဩကိစ္စကိုအခိုင်အမာတက်ဆွဲထားတာတကြောင်နောက်တစ်ခုကထိုင်းဘက်အချမ်းကနေဂျမ်ဘာတွေဖြန့်ထားတဲ့အတွက်ကိုယ့်ဘက်ကဒရုန်းနဲ့ပြန်ပြီးတော့စော်လို့မရဘူးဖြစ်နေတယ်အဲ့ဒီခက်ခဲတွေကြတော့လက်ရှိကင်းပြည်နယ်မှာတိုက်ပွဲဖို့တော့နောက်စခန်း၃ခုပဲကျန်တော့တယ်၄ခုကျန်တာကနေ အခုတခုကိုတိမ့်ပိုက်နိုင်လိုက်ပြီအရင်ကဌာနချုပ်လုတ်ခဲ့တဲ့ဟာအဲ့တော့ဒီဌာနချုပ်မှာနော်ကရင်ပြည်သူတွေအတွက်အတက်ပေးခဲ့တဲ့ကရင်ဘိုးဘွားတွေအတွက်ကိုဒီနေ့ကကရင်တွေရဲ့အောင်ပွဲရတဲ့နေ့ပဲဒါကကရင်တွေအတွက်အောင်ပွဲတည့်ရပဲဖြစ်တယ်နော်ကျွန်တော်သတင်းလေးကိုဖတ်ပြပါမယ် င်ပြည်နယ်မြောက်ပိုင်းမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိ ठी ပလက်ကဲစခန်းကို KNL ဥဆောင်သောမဟာမိတ်တပ်များကတိမ့်ပိုက်ရရှိပြီးစစ်သားများထိုင်းဘက်သို့ထွက်ပြေးသွားကြောင်း KNL စီရေးတရင်းမြင့်ကရန်ကုန်ခရစ်တရင်ထဏနာပြောဆိုတယ်။ယမန်နေ့ဇွန်လ22ရက်နေ့မွန်လွယ်3:45မိနစ်အချိန်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်၏ ठी ပလက်ကဲစစ်စခန်းကိုတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းဆိုပါစခန်းမှာစစ်ကောင်စီတပ်သားများမှထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်းလက်တလောနယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေစေဖြစ်ပြီးစစ်သားတေဆုံးမှုနှင့် လက်နက်ခေရန်သိမ်းပိုက်ရရှိမှုအခြေအနေကိုစီစစ်နေစေဖြစ်ကြောင်းသိရတယ်။ ठी ပလက်ကစခန်းကိုဇွန်လ9ရက်နေ့မှာစပြီးတော့ပူပေါင်းတပ်တွေကဒရုန်းတွေနဲ့ဘုံတွေနဲ့စကြဲတယ်။အဲ့ဒီကလေးကပိတ်ဆို့ထားတာဇွန်လ22ရက်နေ့မှာတော့စခန်းအေရိယာတဲကိုစတင်ထိုးဖောက်ဝင်ရောက်ပြီးတော့ဇွန်လ22ရက်နေ့မွန်လွယ်ပိုင်းမှာအပိတ်သိမ်းပိုက်ရရှိပါတယ်။အဲ့ဒီစခန်းပေါ်ကအဲ့ဒီစခန်းကဝေါ်လီဘျူဟာကုန်းအနီးမှာရှိနေတဲ့ကာကင်းစခန်းလည်းဖြစ်ပါတယ်။ ဒရုန်းပေါင်းစုံဘုံကျဲပြီးတော့လက်နက်ကြီးဆက်လက်0.5ပြစ်ကူစိုးမိုးပြီးတက်သိမ်းတာပါဟုစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်တော့တော်လှန်ရေးတရင်းမြင့်ကရှင်းပြတယ်။ Triple Gate စစ်တပ်စခန်းတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအနည်းဆုံး80မှ90ကြာတက်ဆွဲထားပြီးစစ်တပ်ဘက်မှတေဆုံးမှုအခြေအနေနှင့်လက်နက်ခံရန်ရရှိမှုအခြေအနေကိုစစ်စစ်နေစေဖြစ်ကြောင်း၂023ခုနှစ်ဖေဖော်ဝါရီလအတွင်းတွင်လည်း Triple Gate စခန်းကို KNL တပ်များကထုံးစစ်ဆင်တိုက်ခိုက်ခဲ့မှုတို့လည်းတိမ့်ပိုက်နိုင်ခြင်းမရှိကြောင်း 2023ခုနှစ်စက်တင်ဘာလအတွင်းတွင်ထပ်မံရေး key black ရဲ့စစ်စခန်းကိုဒုတိယအကြိမ်တင်ပတ်ရန်ကြိုးစားခဲ့တော်လဲစစ်စခန်းတင်ပတ်ရန်လက်စခန်းအလို့တွင်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းယခု2025ခုနှစ်ဇွန်လ22ရက်နေ့တွင်မှတာအပြီးသက်တိုက်ခိုက်တင်ပတ်နိုင်ခြင်းဖြစ်ကြောင်းသိရတယ်။ဒီ key black ရဲ့စခန်းနေရာကအရင်ဆုံးက KNU ဌာနချုပ်ယုံဖြစ်ခဲ့ဘူးတဲ့2023ခုနှစ်မှာပထမအကြိမ်နဲ့ဒုတိယအကြိမ်ထွေးစစ်ဆင်ခဲ့ဘူးတဲ့အခု2025ခုနှစ်ဇွန်လမှာအဲ့ဒီစခန်းကိုပြန်လည်ရရှိတာပါဟုတ် KNC ရဲ့သတင်းမြစ်ကရှင်းပြတယ် အခုဇွန်လ3ရက်နေ့တွင်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်ဤတေဘောဖို့တပ်စခန်းကိုတော်လှန်ရေးတပ်များကတိမ့်ပတ်ရရှိပြီးတဲ့နောက်ဇွန်လ22ရက်နေ့တွင်ထိပလက်ကဲစခန်းကိုထပ်မံတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ရဇွန်လအတွင်းစစ်တပ်စခန်းနှစ်ခုကို KNN ကစက်တိုက်တိမ့်ပတ်ခြင်းနဲ့ဖြစ်တယ် KNU ကထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးကိုထိန်းချုပ်တိမ့်ပတ်ရန်စစ်ကောင်စီတပ်စခန်း3ခုသာတိမ့်ပတ်ရရှိရန်ကြံရှိတော်ပြီးအဆိုပါစခန်းများမှာဥက္ကဋ္ဌဝေါ်လေဘျူဘာကုန်းနှင့် တီတဲလက်စတက်စကန်တို့ဖြစ်ကြောင်းသိရတယ်။ဩကေရှင်းတဲ့စကန်ကိုလည်းရရှိဖို့ KNN နေနဲ့ PD ရဲ့ပူပေါင်းတပ်တွေပိတ်ဆို့ဖြတ်တောက်ထားပြီးပါပြီ။မကြာခင်ရရှိမှဖြစ်ပါတယ်ပြည်သူတွေသတင်းကောင်းကြားရမှာပါဟု KNC ရဲ့သတင်းမြစ်ကဆိုတယ်။ KNU က Masl, April, May နဲ့ Zone တို့တွေထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီ၏ပူတူလူကလက်ဒေးတခေါ်ဝီခီမော်ဖာဒူစကန်တာလေစကန်များမေလဘလက်ဒိုမော်ခီဘီနောင်စကန်ကုန်း ကနဲလေးစကန်နဲ့ရွှေအေးမြိုင်တက်စကန်ဇွန်လ3ရက်နေ့တွင်ပေပေါ်ဘူစကန်ဇွန်လ22ရက်နေ့တွင်ထိပရက်ကစကန်ကိုတိမ့်ပက်ရရှိခဲ့ခြင်းဖြစ်ကြောင်းတီးရကဲဒါကတော့ကရင်တွေရဲ့အောင်ပွဲပဲเนาะအခုလက်ရှိဖြစ်နေတာကလေ KNN ကစကန်တစ်ခုတိမ့်လိုက်တယ်ကရင်တွေတောင်မပြောရသေးဘူးတနိုင်ငံလုံးအခြားလူမျိုးတွေရဲ့ဝိုင်းပြောနေကြတယ်မင်းတို့တွေရတယ်ကရင်တွေပြောဖို့အတွက်နည်းနည်းလေးတော့ပေးလိုက်ပါအောင်ကွာသူတို့လည်းပြောပြရပါစေအခုဆိုအကဲเนาะဘလောက်ဟို ကရင်လူမျိုးတွေအတွက်အားရှိတဲ့တည်နေဆိုတာတစ်ချိန်ကကိုရီးယားဌာနချုပ်လုတ်ခဲ့တဲ့နေရာကိုအဖိုးဘွားတွေအတက်ပေးပြီးတော့တိုက်ခဲ့တဲ့ဌာနချုပ်နေရာနော်အဲ့ဌာနချုပ်ကိုစစ်ကောင်စီကဒီအချိန်ကတော့အန္တနဲ့နာနာဖအစိုးရပေါ့နော်ဝင်တိုက်ခဲ့တဲ့အချိန်နော်ပထမအဲနာခအစိုးရမဟုတ်တယ်1995 96ဆိုတော့နော်ပထမစစ်အစိုးရပေါ့အဲ့တော့ဝင်တိုက်ခဲ့တဲ့အချိန်မှာအတက်ပေးခဲ့တဲ့ ဒီစခန်းကို အခုပြန်ရတာဘလောက်ထိတောင်မှပျော်စရာကောင်းတယ်စဉ်းစားကြည့်တယ်ဒါအနေနဲ့ဟိုမင်္ဂလာရှိတဲ့တည်မဟုတ်ကင်းလူမျိုးတွေအတွက်ကတော့နော်အဲ့တော့ဒီနေ့ဖြစ်မှာဖြစ်တဲ့နာတော့ကျွန်တော်တို့တွေအားလုံးစီးလုံးမှုယူပြီးလက်ရှိကရင်ဒီ KNU ကလည်းထုတ်ပြန်နေတာရှိတယ်အဲ့ဒါကတော့ကော်တူလေးပြည်နယ်အစိုးရနော်လူတွေကအမှတ်မှားကြတယ်နော်အမှတ်မှားတယ်ဆိုတော့ဟာကော်တူလေးနိုင်ငံထူထောင်ဖို့ပြောနေတာမဟုတ်ဘူးနော်အစိုးရတည့်ရရှိရမယ် တော်တို့ဖက်ဒရယ်တိုင်းပြည်ဖြစ်သွားလို့ရှိရင်ဖက်ဒရယ်မူအတိုင်းတွားမယ်ဆိုရင်ပြည်နယ်အစိုးရတွေရှိရတယ်။အဲ့ဒီပြည်နယ်အစိုးရတွေရှိဖို့အတွက်အခုတည်းကပြင်ဆင်နေကြတယ်။ဒါကရှိဖို့ရှိရမယ်ပြင်ဆင်ရင်ပြင်ဆင်ရမယ်အရာ။နော်ဒီနှစ်ခေတ်မှာလည်းအားလုံးတိတယ်နိုင်ငံတကာနိုင်ငံထူထောင်နေဆိုတာစိတ်ကူးညီပြီးထူထောင်လို့ရတဲ့အရာမဟုတ်ဘူး။နော်နိုင်ငံတကာထူထောင်လွယ်ကူထူထောင်ရတဲ့အရာမဟုတ်ဒါပေမဲ့ဖက်ဒရယ်တိုင်းပြည်ထူထောင်မှုအတွက်တော့ကျွန်တော်တို့တွေကမဖြစ်ဖြစ်အောင်တွားမယ်လမ်းဖြစ်တယ်။ဒီပေါ်မှာရခိုင်တပ်တော်ရယ်ညှော်လင့်ချက်ရှိတယ် ်ဒီအပေါ်လဲရည်မှန်းချက်ထားတယ်ဒီအခု KNU လဲညွန်ညက်ထားတယ်ဒါပေမဲ့တခုရှိတာကရခိုင်ပြည်နယ်မှာကစစ်ကောင်စီကတွေးခွဲလို့တိတ်မရဘူးအခုဘင်္ဂါလီတွေကိုလက်နက်တပ်ဆင်ပေးပြီးတော့ရခိုင်နဲ့နော်လူမျိုးရေးအထူးကြုံဖြစ်အောင်လှုပ်ဆော်တယ်ပြီးလို့ရှိရင်ဒေါ်စောမြလင်းရာစာကိုလက်နက်တပ်ဆင်ပေးပြီးတော့ရခိုင်ကိုအင်အားကွဲအောင်ခွဲနေတယ်ဒါပေမဲ့ရခိုင်လူမျိုးတွေလေးစားပါတယ်ဘလောက်ပဲရန်သူကတွေးခွဲအောင်ခွဲခွဲတွေးမခွဲဘူးနော်အစိုးဆုံးတွေးခွဲခံထိထားရတဲ့လူမျိုးပြပါဆိုရင်တော့ ကျွန်တော်ပအိုလူမျိုးနဲ့ကရင်လူမျိုးပဲเนาะဒါပေမဲ့ကရင်ကအခုနောက်ပိုင်းမှာတော်လာတယ်အဖွဲ့တွေကကွဲပေမဲ့မြေပြင်မှာစီလုံးညီညွတ်မှုရှိတယ်အဲ့ဒီအတွက်ဟိုစိတ်ချမ်းသာဖို့တော့ကောင်းလာတယ်ဒီထက်ပို့ပြီးတော့ပြည်သူတယောက်အနေနဲ့ပြောပြမယ်ဆိုရင်တော့အလံတစ်ခုတည်းအောက်မှာတဖွဲ့တည်းဆိုတဲ့နာမည်တစ်ခုအောက်မှာပဲရှိခိုင်းစေခြင်းပါတယ်เนาะပြန်ရှိဖို့လည်းအချိန်တန်ပါပြီကရင်တွေအားလုံးပြန်နေပေါင်းစည်းပြီးတော့ဒီကရင်ဖက်ဒရယ်ပြည်နယ်เนาะပြည်နယ်အစိုးရတရက်မှာအင်အားကောင်းကောင်းနဲ့ လေပတ်နိုင်ဖို့အတွက်နော်နောက်တစ်ခုရှိတာကကရင်နေထဲမှာဆိုပညာသတ်တွေအများကြီးပဲအဲ့ဒီပညာသတ်တွေဘယ်ရောက်နေလဲဆိုတော့နိုင်ငံတိုင်းကြီးရောက်တယ်သူတို့ကလည်းဒီကိုစိတ်ပြက်လို့ခက်ချင်းချင်းတွဲစိတ်ရှုပ်လို့ဝင်မပါကြဘူးလှူစရာရှိရင်လှူလိုက်တယ်တန်းစရာရှိရင်တန်းလိုက်တယ်ဒီကနိုင်ငံရေးအရှုပ်ရှိနေကြတာမှတိတ်မပါကြဘူးမလုပ်ပါနဲ့ကျွန်တော်တို့ကိုပီကိုနဲ့ကိုလူမျိုးကိုဘိုးဘွားတွေထားပြခဲ့တဲ့အမွေအနှစ်တွေအဲ့ဒီအပေါ်မှာပြပောက်ပဲရရောက်လာကပါပါဝတ်တက်တဲ့ကျွန်တော်တို့မှထိန်းသိမ်းဆောက်ရှောက်ကမဲ့တာဝန်ရှိပါတယ် ဲ့ဒါလူမျိုးတိုင်းပါကရင်မမဟုတ်ဘူးမွန်လဲထောက်ဆောက်ရှောက်ကမယ်ရခိုင်လဲဆောက်ရှောက်ကမယ်ဗမာလဲဆောက်ရှောက်ကမယ်ကျွန်တော်လူမျိုးတိုင်းဟန်ကိုလူမျိုးတွေရဲ့အမွေအနှစ်ကိုမျိုးဆက်ကိုထိန်းသိမ်းဆောက်ရှောက်ကမယ်တောင်းဝင်လူတိုင်းမှာရှိတယ်အဲ့တော့ငါတို့ကတော့ပြပရောက်နေတယ်ငါတို့လွတ်မြောက်နေတယ်ငါတို့ပတ်စံလေးပေးလိုက်ရုံနဲ့တောင်းဝင်ကြေွားပြီးမထင်ပါနဲ့နော်ပတ်စံလေးထည့်လိုက်တာတောင်းဝင်ကြေတာမဟုတ်ပါဘူးကျွန်တော်တို့အကျိုးဖြစ်အောင်လုပ်မှတောင်းဝင်ကြေတာပါပတ်စံထည့်မှတောင်းဝင်ကြေတာမဟုတ်ဘူးကောင်းကျိုးဖြစ်အောင်လုပ်နိုင်မှ တောင်းဝင်ကြည်တာပါပတ်စံထဲ့နေုံနဲ့ဘာမှကောင်းကျိုးမဖြစ်လာတဲ့အဲ့ဒါတောင်းဝင်ကြည်တာမဟုတ်ဘူးငါတို့ပတ်စံထဲ့လိုက်တယ်လို့တောင်းဝင်ကြည်လို့ပြောလို့မရပါဘူးနော်ဒါကြောင့်မို့လို့ဒီအချိန်ဒီကာလမှာလူမျိုးတိုင်းကိုကျွန်တော်တို့မြစ်တာရက်ခံကျင်တာကကျွန်တော်တို့ဖက်ဒရယ်တိုင်းပြည်အတွက်တထောက်တနေရာကပါဝင်ပါကိုလူမျိုးကိုဒေတာအတွက်ဖက်ဒရယ်တိုင်းပြည်ဖြစ်သွားပြီလားကျွန်တော်ပြောရမစ်စီတဲ့မြင်အောင်ကြည့်လိုက်ကြကရင်ပြည်နယ်ကရင်ပြည်နယ်မှာဇွဲကပင်းတို့ ဟမ်စတန်ကိုဦးတို့စသဖြင့်ယဉ်ကျေးမှုအမှုတွေအများကြီးပဲဒါတွေကိုတိတ်တိတ်ချာချာမောမှန်ပြင်ဆင်ပြီးလို့ရှိရင်ကရင်ဘိုးဘွားဘီဘင်တွေထားပြခဲ့တဲ့အတုံးအဆောင်တွေစာပေတွေယဉ်ကျေးမှုတွေအဝတ်အထည်တွေယဉ်ကျေးမှုပြလိုက်ပြီးစောက်မွန်ပြည်နယ်မွန်ပြည်နယ်မှာဆိုတော့တို့ပဲယဉ်ကျေးမှုအမှုတွေအများကြီးရှိတယ်ပြလိုက်ပြီးစောက်ဟမ်နိုင်ငံခြားသားတွေထိုင်းရအခုဘာနဲ့ရက်တည်နေထိုင်းရအဲ့ဒီဒီပဝင်ငွေရက်တည်တာဟမ် တနေ့နိုင်တိုင်းသားတွေဟာမြစ်မြစ်ကန်းစုတဝဲကျွန်းနေကျွန်းနေဟမ်တစ်ဖက်တဲတစ်ဖက်ကြောက်ရေကြီးနေတဲ့ကျွန်းနေယူမလားထိုင်းနဲ့အများကြီးတာဒါတွေအားလုံးကိုကျွန်တော်တို့ကလုံနိုင်သွားမယ်တူတီနဲ့အစိုးရတွေကဖွင့်ပြအောင်လုပ်ပြီးတော့လုံနိုင်သွားမယ်ဆိုရင်အဲ့ဒီ data မှာရှိတဲ့ပြည်သူတွေအားလုံးကအလောက်ကိုင်းအကုန်ဖွင့်လန်းသွားမယ်ဘယ်တိုင်းမျိုးမှကျွန်တော်မျက်နှာမွေးနဲ့တွားပြီးကြုံခံစရာအကြောင်းမရှိဘူးကိုပြီကိုရကို data မှာကိုဘိုးဘွားပြီပြီနဲ့ထားခဲ့တဲ့အမွေအနှစ်တွေကိုထိမ့်ထိမ့်စောက်ရှောက်ရင်းနဲ့ အညာမှာဆိုတော့နော်အများကြီးပဲပကံမှာယဉ်ကျေးမှုတွေအခုကြည့်ပကံတွေဟိုနေ့ကကျွန်တော်တွေ့တယ်ပကံဖះပေးမှာပဲကင်းပတ်ထုံးနေတာဟာဒုက္ခပဲကွာနှမျောလိုက်တာလို့ဟမ်ဒါတွေအားလုံးကိုပတ်စံခဲတယ်အကုန်လုံးကျွန်တော်စားမှာတိုင်းပြည်ကထာဝရငြိမ်းချမ်းသွားမယ်ဖက်ဒရယ်တိုင်းပြည်ပြောသွားမယ်ဆိုရင်ပြည်သူအားလုံးဟာလေဘယ်လူတိုင်းကားစီးတာမပြောနဲ့ကားလောက်ကိုထည့်မပြောနဲ့အဲ့ဒီအနေဒါနှစ်အနည်းငယ်အတွင်းမှာဖြစ်သွားလို့ရတယ် ဒါကြောင့်မို့လို့ဒီအာဏာရှင်စနစ်အမြင့်ပြတ်ပြီးတော့ဖက်ဒရယ်တိုင်းပြည်ဖြစ်ဖို့ပဲလိုတာအဲ့ဒီပေါ်မှာလည်းအရေးကြီးဆုံးကတော့ခေါင်းဆောင်တွေပေါ့နော်အခုအဲ့ခေါင်းဆောင်တွေအတွက်လည်းဇာတိဒေါက်တာဇော်ဝေစုပြောထားတာရှိပါတယ်ဂျာကာလာအစိုးရပေါ်ပေါက်ဖို့အတွက် AUG တင်တခုတည်းဥဆောင်တာမဟုတ်ဘဲနဲ့တိုင်းနာ EOS တွေနဲ့ AUG နဲ့အကုန်ပူးပေါင်းပြီးတော့ဂျာကာလာအစိုးရပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့အရာကိုဂျာတိရတော့ဝမ်းတာပါတယ်ကျွန်တော်တို့ဒီနေရာနေမြစ်တရက်ခန့်ချင်တာကဒါကျွန်တော်ဆန္ဒကလည်းပြည်သူအများစု ဒီဆန္ဒမဖြစ်မယ်လို့ယုံကြည်တယ်အဲ့ဒါကတော့ကျွန်တော်တို့တိုင်းပြည်အနာဂတ်အတွက်လက်ရှိခေါင်းဆောင်ပိုင်းတွေအားလုံးနော်ကိုဂျိုးစည်းပွားမဖက်ပဲနဲ့အနာဂတ်အတွက်ရှုမျှော်ပြီးတော့စူးစမ်းပေးကြပါလားလို့ပဲမြင့်တရက်ခံပါတယ်ကျွန်တော်အရှိမပြောခဲ့လို့စိတ်ကူးယဉ်ကြည့်လိုက်ရင်ကျွန်တော်ဆိုရင်အမြဲစိတ်ကူးယဉ်ဟာဟာနော်ဖက်ဒရယ်တိုင်းပြည်ဖြစ်သွားရင်ယဉ်ကျေးမှုအမွေနှစ်ပြတ်တာတွေတူပြည်နယ်ပြည်နယ်ပြည်နယ်တွေမှာတိစောက်လမ်းမဆက်တော်ရေးတွေခင်းနော်နိုင်ငံသားတွေစွဲဆောင်ဟာငါတို့လူမျိုးတွေကွာအေးဆေးပဲအမြဲစိတ်ကူးယဉ်နော်ဒါလူတိုင်းပဲလုပ်လို့ရတယ် ဲ့တော့လူမျိုးတိုင်းအခုဆိုရင်တချို့တလေလူမျိုးတွေဆိုရင်အိုးတောင်ကြီးရှမ်းလို့ဘာလို့ပြောဆိုရင်နင်တို့ဘာလူမျိုးဆိုမြန်မာပြည်သားတော့မပြောအဲ့ဒါဝမ်းနေစရာမဟုတ်ဘူးတောင်ကြီးရှမ်းနဲ့တောင်ကြီးဒေသမှာဖွံ့ဖြိုးတိုးတက်မှုတွေအမွေနှစ်တွေထိန်းသိမ်းရမယ်နိုင်ငံခြားနဲ့ခေါ်ရမယ်ဒါငါတို့နိုင်ငံငါတို့အမွေနှစ်ငါတို့ယဉ်ကျေးမှုစလုံးဖြစ်ကြမယ်ထိုင်းကိုအောက်ခံတာတချို့မရှိဘူးဒီအခုဆိုရင်ထိုင်းရဲ့ကျွန်တော်လူမျိုးအောက်မှာအများကြီးရောက်နေရတယ်မတန်မဆဈေးတွေအလုတ်လုတ်နေရတယ်အဲ့တော့ဓာရီအားလုံးကကျွန်တော်တို့တိုင်းပြည်အာနာရှင်ရဲ့အကျိုးရုပ်တွေကြောင့်ညိုးရုပ်တွေကြောင့်ကျွန်တော်တို့တွေဘောကပြက်ကလာ ။ဒါကြောင့်မလို့လူမျိုးတိုင်းဟာအာနာကျင်စနစ်လွတ်မြောက်ရေးကိုဒီချိန်မှာဝိုင်းကြိုးစားရမယ်။စီးလုံးညှို့ဆိုတာနဲ့ဝိုင်းတော်လှန်ရမယ်။ပြီးရင်လားကိုပီကိုဒေတာကိုလူမျိုးအတွက်ကျွန်တော်တို့တွေတိဆောက်ပြီးတော့လာမယ့်အနာဂတ်ကိုမျိုးဆက်တွေလူလူနေရအောင်ကျွန်တော်အေးဆေးလုပ်နိုင်ပါလိမ့်မယ်။ဒါဆိုရင်သဘောပေါက်မှထင်တယ်။